အားလုံးပဲမင်္ဂလာပါရှင်မနေ့ပြန်နိုဝင်ဘာလ10ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါတော့မယ်တောင်တရုတ်ပင်လယ်ဘက်ကတိုက်ဖုန်းမုန်တိုင်းကဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာလာအိုနိုင်ငံနဲ့ထိုင်းနိုင်ငံနယ်စပ်တွေကိုကုန်းတွင်းမုန်တိုင်းငယ်အဖြစ်နဲ့ဖျက်ချခဲ့ပြီးထိုင်းနိုင်ငံရှေ့ပိုင်းဒေသတွေအရောက်မှာတော့လေပြင်းနဲ့ရေဝန်အဆင့်အထိအာရော့သွားခဲ့ပါတယ်လရှိမှာတော့အဆိုပါလေဖျားနဲ့ရေဝန်ကလေဖျားနဲ့ဆဲအဖြစ်အာရော့သွားခဲ့ပြီးထိုင်းနိုင်ငံကုန်းတွင်းမိုင်းတွေကိုဖျက်ချဝင်ရောက်လျက်ရှိပါတယ် အဲ့ဒီလေဖျားနဲ့ဆဲကနေပြတ်ထွက်လာမဲ့တိမ်တိုက်တွေကြောင့်ဒီကနေ့နိုဝင်ဘာလ9ရက်နေ့ညကနေ10ရက်နေ့အထိကရနီကရပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်းနဲ့တရနာရီတိုင်းတို့မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြားမုန်တစ်ချုံရွာနိုင်ပြီးအချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမုန်ကြီးနိုင်ပါတယ်။ကရနီကရပြည်နယ်ရန်ကုန်တိုင်း ပဲခူးတိုင်းအေယာဝတီတိုင်းနဲ့နေပြည်တော်တို့မှာနေရာအနှံပြားမိုးတစ်ချုံရွာနိုင်ပြီးရွာရံရှားနှောင်းပြည့်ဖြစ်ပါတယ်။ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တရဏာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။အေယာဝတီတိုင်းနဲ့တရဏာရီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီးအစောပိုင်းမိုးတိမ်တောင်များရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စည်းလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ ဂျော်ဒန်သတိပြုနေထိုင်ကြဖို့မူဆလာကသတိပေးထားပါတယ်။မြမကန်ဝရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာလည်းတခါတရံမုတ်သက်လေပြင်းများကြာရောက်ပြီးလှိုင်းအသင်တင်ကနေလှိုင်းကျပါမယ်။မုတ်သက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကုန်25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းအမြင်က10ပေကနေ10ပေခန့်အထိရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွင်းကရနီကရားပြင်းနဲ့ကရင်ပြင်းနဲ့မွန်ပြင်းနဲ့ရခိုင်ပြင်းနဲ့ရှမ်းပြင်းနဲ့ရန်ကုန်တိုင်း ပဲခူးတိုင်းအေယာဝတီတိုင်းနဲ့တရနာရီတိုင်းတို့မှာနေရာစစ်စစ်ကနေနေရာနှံပြမိုးထစ်ချုံရွာပါမယ်ရှင်။